အားလုံးမင်္ဂလာပါ UK Manchester ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion Page တက်တဲ့အားလုံးမင်္ဂလာပါ။ Arsenal သင်းကတော့သူတို့အသင်းရဲ့လူငယ်တောင်ပန်ကစားပါ Bukayo Saka ကိုကာလရှည်ကြာတက်တန်းထပ်တိုးဖို့အနည်းဆက်ဆုံးဖြစ်လာပါပြီ။ဒါဒီအပိုင်းမှာပဲ Arsenal Director The Andrea Barca က တတ်တန်းတိုးမှုတွေကိုဇက်တိုက်ပြုလုပ်နေလည်းရှိတယ်ဂျူလီယန်ထင်ပါရဲ့ပခါယိုစာကာရဲ့သူတို့မြောက်ကအဓိကဒီအပိုင်းမှာစကားပြောဆိုနေကြတာဖြစ်တယ်ဆိုပြီးခဲ့တဲ့ international break မတိုင်ခင်တုန်းကဒါဝီလျံဆလီပါကိုတတ်တန်းတိုးတယ်ယာဒီမဆခင်တုန်းကဒီတစ်ဖက်ကမာတင်ဥတီကရဲ့ဂါဘရီယဲအပါဝင်အီသန်ဝန်နေရီနဲ့မိုင်းလူးစ်ကယ်လီတို့အားလုံးကိုတတ်တန်းထပ်တိုးထားတယ်ဆိုကလပ်ဘက်ကအခု တတ်တပ်ထတ်တူးဖို့ကြံတဲ့ကစားမတွေထဲမှာဆာကာတယောက်ကြံမယ်ဂျူလီယန်တင်ပါတယောက်ကြံမယ်မာတင်အိုဒီကတက်တန်းတိုးတဲ့ကိစ္စကိုလည်းအသင်းကဆောင်ရွက်မယ်။အိုဒီကအစိုးရတဲ့ကကာလာရှီချာတိုးထားတယ်။ဒါပေမဲ့သူတို့ထပ်တိုးဖို့ရှိတဲ့အချိန်မှာအခုတက်တန်းတိုးကိစ္စဒီနေရာမှာအာဆနယ်ပေးတက်တီကသူတို့ရဲ့တိုက်စင်မှုတွေကဂါဘရီယယ်ဂျီဆုရဲ့အနာဂတ်လာဆာအများဆုံးရတဲ့ခိုင်ဟာဗယ်ရဲ့အနာဂတ်အပါဝင်2029မှာစာချုပ်တက်တန်းကုန်ဆုံးမယ်။ Gabriel Martinelli ရဲ့အနာဂတ်ပေါ့လေဒီနေ့ရာသီအစပိုင်းမှာ Leandro Torso ကိုကလပ်ကလဆာတူးပြီးတော့သူကိုစာချုပ်ချုပ်ထားတယ်တက်တန်းတိုးထားပေမဲ့နှစ်ကိုတော့မတိုးပဲလောက်ခလာစာတိုးပေးထားတယ်ဆိုတော့ကလပ်ဘက်ကအခုပခါယိုဆာကာကိုသဘောတူညီမှုကသူတို့ရပြီလောက်ခလာစာဘလောက်နဲ့ဘလောက်ဆိုတာကိုပဲသူတို့ညှိနေတယ်ဝီလျံဆလီပါကတပတ်ကိုပေါင်300000ကနေတပတ်ကို 2သိန်းထိရှိမယ်ဒါ2သိန်းခွဲထိရှိမယ်လောက်ခလာစာမျိုးနဲ့သဘောတူထားတယ်ဆိုတော့ဆလီဘာကအာစနယ်ရဲ့ဒါလာစာအများဆုံးတဲ့ကတယောက်ဖြစ်မှတ်တမ်းဝင်လာပြီးတဲ့အချိန်မှာစာကာကိုလည်းတပတ်ကိုပေါင်3သိန်းခွဲကနေ3သိန်း9000ကနေအနည်းဆုံး2သိန်း8000နဲ့3000ကြာ3 3 3သိန်းကြာရှိမယ်လောက်ခလာစာနဲ့သဘောတူဖို့ရှိတယ်ဆိုတော့စာကာရဲ့ contract က2029မှာကုန်မယ်ဆိုတော့2029မှာကုန်မဲ့သူကစာကာရဲ့ မာတင်နယ်လီရဲ့ပြီးတော့မှဝီလျံဆလီပါနဲ့ကာပရီဂျေဆု၄ယောက်တောင်ရှိတယ်ဆိုတော့အဲ့ထဲမှာအခုစာကာကိုတက်တန်းထပ်တိုးမယ်ဆိုတော့တကယ်လို့စာကာရာတက်တန်းတိုးတဲ့ကိစ္စကအခု BBC ရဲ့ report ရာဆိုရင်အခု agreement ကရပြီအာစနယ်ဘက်က final detail အသေးလေးသာရှိပြီးတော့အဲ့ကိစ္စပြီးတာနဲ့သူတို့မကြမီကြီးညာနိုင်မယ်ဆိုတော့လက်ရှိမှာ Kai Havertz ကတပတ်ကိုပေါင်း2300 ရရှိထားပြီးတော့သူကလာစာအများဆုံးပြီးတော့ Gabriel Jesus က2600ကျွဲနဲ့ William Saliba က2000ကျွဲရထားတယ်။ Martin Odegaard ကတော့ဒါဟိုအစောပိုင်း contract ကနေပြန်တိုးထားတာမှ2400ထိတိုးရထားပြီးတော့ Declan Rice က ဒါစန်ဂျင်းတင်ကျင်းနဲ့အတူ2သိန်း4000ရတယ်ယော့ဂရက်စ်က2သိန်းရပြီးတော့ဘူခါယိုဆာကာက3သိန်း9000ခွဲကနေအခု2သိန်း5000နဲ့3သိန်းချာရရှိမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာမာတီနယ်လီရဲ့အခြေအနေကလည်းဒီရသည်မှာဆွမ်းဆောင်ရေးကောင်းပြသလာတဲ့အတွက်ကြောင့်ကလပ်ကသူ့ကိုပါသက်တမ်းတိုးဖို့စဉ်းစားနေဒါပေမဲ့ကာဘရီယယ်ဂျေဆုကိုတော့ကလပ်ကရောင်းချဖို့စဉ်းစားနေတယ်ဒါကာဘရီယယ်ဂျေဆုကအသက်28နှစ်ရှိပြီးသူကဘရာဇီးကလပ်ပါမီရက်စ်ကို ပြန်ဖို့ဆန္ဒရှိတယ် ဒါပေမဲ့တချို့ report တွေမှာယာတီကုန်တီအာဆန်မှာဆက်နေနိုင်ပွဲရှိတယ်လို့လည်းဆိုထားတယ်။အာဆန်ကအခုလက်ရှိမှာဂျေဆူးရောပခိုင်ဒီဂျေဆူးရောတစ်ဖက်ကဒီ Harvard ရောကဒဏ်ရာပြဿနာတွေတောက်လျှောက်ရှားနေတယ်။ Gabriel Jesus ဆိုရင်သူတို့ကဘယ်လိုပြောမလဲဆိုတော့တတ်တမ်းမတိုးတော့ပဲနဲ့ရာတီမှာရောင်းချဖို့ဒီစဉ်းစားထားတယ်။သူ့ Premier League club တွေသူ့ကို လိုချင်တာတွေရှိတယ်။ဆိုတော့ Gabriel Jesus ရဲ့လက်ရှိအနေအထားကလည်း Arsenal ရဲ့အခြေအနေကိုမတည်ပြီးသူကလည်းစောင့်နေရှိတယ်။ဆိုတော့ Jesus နဲ့ Kai Havertz ကဒီ November လကုန်လောက်မှာ November လအတွင်းမှာပြန်လာမယ်အထူးသဖြင့်ဒါ Jesus ကဒီ December ပတ်ဝန်းကျင်လောက်ဖြစ်ပြီးတော့ Kai Havertz ကတော့ November တည်းမှာဖြစ်မယ်။အခုဒီ Brighton နဲ့ကစားခဲ့တဲ့ပွဲဆိုရင် Arsenal က William Saliba ကာဘရီယယ်မာတင်နဲ့နှစ်ယောက်တော့ထိုင်ရတယ်အိုက်ပွဲလွဲချော်မယ်လို့အာထက်တာပြောထားပြီးသားအဲ့ညမှာ rise to sakaru martinelli ဒီ rise to sakaru အပါဝင် colorfield တို့ကတော့ပြန်ပါမယ်ဆိုတော့အခုလောလောဆယ်ဒဏ်ရာပြသနာတွေကအာဆယ်တို့ကထိုးနှက်ချက်တွေဖြစ်နေတယ်ဒါပေမဲ့ကန်ကောင်းကျွန်တော် squad တက်တောင်းတမှုကသူတို့အရင်ကြီးထီထီမမောက်ထိုးချမ်းချက်မရှိဘူးဆိုတော့ club ကစကာတက်တန်းတိုးမယ်ပြီးတော့မှဒါနောက်ထပ်အနေနဲ့ julian သင်ပါတက်တန်းတိုးမယ် ဂျေဆူးကိုတော့ရောင်းထုတ်ဖို့စဉ်းစားထားပြီးတော့ Harvard နဲ့ဂျေဆူးအပါအဝင် Nondi Matuidi တို့အားလုံးကဒီဇင်ဘာမှာအတွင်းမှာပြန်လာဖို့ရှိပြီးဒါ William Saliba နဲ့ Martinelli လွဲချော်ပြီးတော့ weekend မှာပြန်ပါနိုင်ပြီးတော့ကျန်တဲ့ကစားသမားတွေကတော့ကြက်ခိုင်မှုပြေးသွားမယ်လို့အာထေတာကဆိုထားတာပါအားလုံးကျေးဇူးတင်ပါတယ်